နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဧပြီလ27ရက်တနင်္လာနေ့ ရှင်မသက်ခရစ်ဝင်အခန်းကြီး23အခန်းငယ်23မှ26အထိစီဝဲသောကျမ်းပြုဆရာပါရိရှဲတို့သင်တို့သည်အမင်္ဂလာ ရှိကြ၏အကြောင်းမူကားပင်စိမ်စမော့ဇီယာအသီးအရွက်တို့ကိုဆဲဖို့တဖို့လှူကြသည်တွင်တရားသဖြင့်စီရင်ခြင်းသူတစ်ပါးကိုတနာခြင်းသစ္စာစောင့်ခြင်းဒီဟုသော ပြညတ်တရားတွင် လေးသောအရာတို့ကိုကလှက်၍ထားကြ၏အရင်ဆိုသောအရာတို့ကိုမလှက်မထားနောက်ဆိုသောအရာတို့ကိုကျင့်ရမည်လမ်းပြသောလူကန်းတို့သင်တို့သည်ချင်းတကောင်ကိုမျှမပါစေခြင်းဟံရေကိုစစ်လျက်နှင့်ကလအုပ်ကိုမြူကြ၏လှိဝဲ့သောကျမ်းပြုဆရာပါရိရှဲတို့သင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားဖလား လင်ပန်းကိုအပြင်၌စေကြော်ကြ၏အတွင်း၌ကလူယူခြင်းမတရားသဖြင့်ကျင့်ခြင်းနှင့်ပြည့်လျက်ရှိ၏မျက်စိကံသောပါရိရှေဖလားလင်ပန်းကိုအတွင်း၌ရှေ့ဥစွာစေကြော်လော့သို့ပြုလျင်အပြင်ကသန့်ရှင်းလိမ့်မည် လာလင်ပန်းကို အတွင်း၌ရှေးဥစွာဆေးကြောလောဟုသခင်ယေရှုမိန့်တော်မူ၏ရှမသဲခရွင့်ခန်းကြီး23ခန်းငယ်26အတွင်းကြကြဆေးကြောတန့်ရှင်ခြင်းအလွန်ချမ်းအေးသောနိုဝင်ဘာနေ့တစ်နေ့ဖြစ်သည်အိမ်ယာမဲ့များအတွက်လူဒန်းထားသည့်ပစ္စည်းများကိုကြောပိုးအိတ်အလုံး200၌ထည့်နိုင်ရန်အသင်းတော်မှမျှော်မှန်းထားခဲ့သည် အိတ်သေးသောပစ္စည်းများထည့်ရန်ကူညီပြင်ဆင်ရက်အလူပစ္စည်းများကို အမျိုးအစားအလိုက်ရွေးပေးရင်လက်အိတ်အုတ်ထုပ်ချင်းအိတ်နှင့်စောင့်အစ်များပါပါစေဟု ကျမဆုတောင်းနေခဲ့သည်ငရုတ်သည်ဟင်းလျာခွက်နှင့် အသားညက်ပါမို့များကိုလည်းပေးဝေအောင်မည်ထို့နောက်ကိုတိုက်အဝတ်ဆငယ်များကိုကျမတအံ့တော်တတိထားမည်သည် ထို့သူတို့နှွင်းနှွေးထွေထွေနေနိုင်ရေးအစာကျွေးမွေးရေးအတွက်သာကျမအယုံထားခဲ့တော်လေအခုညီကို လက်ခံရယူမည်သူများ မိမိတို့ကိုမိမိတန်တန်ရှင်းရှင်းဖြစ်နေသည်ဟု ခံစားရအောင်ကူညီပေးရန် တစုံတဦးကတည်ရခဲ့သည်တမန်ကျမ်းစာ၌စိတ်နှလုံးနှင့်ဝိညာဉ်တန်ရှင်းစင်ကြယ်ခြင်းဟုသည့်အခြားတန်ရှင်းစင်ကြယ်ခြင်းတစ်မျိုးကိုပြောထားသည် ကျမ်းပြုဆရာနှင့်ပါရစ်ရှဲတို့၏ဟန်ဆောင်လျှော့ဝှက်မှုကိုဝေဖန်ရ၌ဤတန်ရှင်းစင်ကြယ်ခြင်းကို သခင်ယေရှုရည်ညွှန်းပြောဆိုခဲ့သည် သူတို့သည်အငယ်ဆုံးသော ပြည့်ညက်တရား၏တောင်းဆိုချက်များကိုလိုက်နာစောင့်ထင်းကြတော်လဲတရားသဖြင့်စီရင်ခြင်းသူတပားကိုတနာခြင်းသစ္စာစောင့်ခြင်းတည်းဟုသောပြည့်ညက်တရားတွင် လေးသောအရာတို့ကိုကလှည့်၍ထားကြ၏ဖလားလင်ပန်းကိုအပြည့်၌ဆေးကြောကြ၏အတွင်း၌ကလူယူခြင်းမတရားသဖြင့်ကျင့်ခြင်းနှင့်ပြည့်လျက်ရှိ၏လင်ပန်းကိုအတွင်း၌ရှေးဥစွာဆေးကြောလော့တို့ပြုလျင်အပြင်ကတန့်ရှင်းလိမ့်မည်ဟု ခရစ်တော်ကထိုသူတို့ကိုပြောခဲ့သည်သခင်ယေရှု၌တွေ့ရှိရသည့်သက်ရှင်စင်ကြယ်ခြင်းကို ကျမတို့မရှာဖွေဘဲဝိညာဉ်ရေးရအစွန်းအထင်အပြည့်အနာစာမရှိတဲ့ကဲ့သို့ ဟန်ဆောင်ခြင်းသည် အပြင်ပန်းဟဲ့ဟန်ထုတ်ခြင်းတတ်တတ်တာဖြစ်လိမ့်မည်ငါအပြစ်စွန်ဆေးအံ့ငါရှင်ယေရှုအသွေးတက်ဆွမ်းလေဟူ၍ရှေးသမသခြင်းတစ်ပုဒ်ကဖော်ပြနေသည်အသက်တော်ကိုယ်တိုင်အဝတ်ဆငယ်သည် မိမိအပြင်ပန်းခန္ဓာကိုယ်အားစေးကြောရန်အတွက်သာလက်ဆောင်ဖြစ်နိုင်သည်။သခင်ယေရှုမူကကျမတို့၏အတွင်ပန်းကိုစေးကြောတန့်စင်ပေးက ကျမတို့၏အဆိုးရွားဆုံးသောအဖြစ်များကိုပင်တန့်ရှင်းစင်ကြယ်စေပါသည်။ ဝိညာဉ်ရေးရာအတွင်းကြကြတန့်ရှင်းစင်ကြယ်ခြင်းကိုမြည်သည့်နေရာ၌တင်လိုအပ်သည်။ယနေ့တင့်အားစေကျော်တန့်စင်ပေးရန် ခရစ်တော်ထံတင်မိခဲ့သို့ဆုတောင်းနိုင်သည်။ချစ်စွာသောသခင်ယေရှုကျွန်ုပ်အားအတွင်းပိုင်းဝိညာဉ်ရေးရာ၌တန့်ရှင်းစင်ကြယ်စီတော်မူပါ။သခင်ယေရှုနာမကို အမိပြု၍ဆုတောင်းပါ၏။အာမင်။ နေ့စဉ်ခွန်အားကိုကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။